မင်္ဂလာပါရှင် fan white channel ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့အာလူရိတ်သိမ်းတူဖော်ခြင်းနဲ့တူလောင်ခြင်းအကြောင်းတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်အာလူစိုက်ပြီး3-4လအတွင်းအပင်တွေ6တွေ့လချိန်မှာအာလူပင်ရဲ့ပင်စီကို ပိုင်းဖြတ်ကြည့်မယ်ဆိုရင်အလဲမှာအခေါင်းပေါ်နေရင်တူဖော်လို့ရပြီဖြစ်ပါတယ်အာလူတွေရင်းမဲမှုညီစေဖို့အတွက်စိုက်ပြီးရက်တရာကြော်ရင် မြေအပေါ်ပိုင်းကအပင်တွေကိုဖျက်ပေးထားနိုင်ပါတယ်။အာလူးတို့လောင်စင်မှာကြုံတွေ့ရတဲ့ပြဿနာတွေကတော့အလေးချိန်ရော့ခြင်း ပုတ်ခြင်းအင်းဆက်နဲ့ကြွက်များဖျက်ဆီးခြင်းအညောင်းထွက်ခြင်းအခွန်ဆင်းခြင်းတို့ပဲဖြစ်ပါတယ်။အာလူးတို့လောင်ရမှာထဲ့တွင်စဉ်းစားရမယ့်အချက်တွေရှိပါတယ်။အဲ့ဒါတွေကတော့အာလူးရဲ့အသက်ရှူခြင်းနဲ့ရေငွေ့ပြောင်းခြင်း အပူချိန်ကိုချိန်ညှိခြင်းရိတ်သိမ်းချိန်မှာဒဏ်ရာရခဲ့တဲ့အနာတွေကိုကုစားခြင်းအာလူးရှုံမသွားဖို့အတွက်မြင်မာတဲ့ဆူထိုင်းစာကိုထိန်းညှိခြင်းလေဝင်လေထွက်ကောင်းမွန်အောင်ဆောင်ရွက်ခြင်း အာလူးကနေထွက်တဲ့ကာဗွန်ဒိုင်အောက်ဆိုက်နဲ့အာလူးအရေအသွေးထိခိုက်စေနိုင်တဲ့ဓာတ်ငွေတွေကိုဖယ်ရှားခြင်းတို့ပဲဖြစ်ပါတယ်။ တမယိုးကြနီးနဲ့တူလောင်မာကထိမ့်သိမ့်မှုအပေါ်မူတည်ပြီး2လကနေ3လအထိတူလောင်နိုင်ပါတယ်။အာလူးတူလောင်မယ်ဆိုရင် အမိုက်နဲ့အနာပါတဲ့အာလူးတွေကိုဖယ်ထုတ်ရပါမယ်။တင်းဆဲတူလောင်တဲ့အခန်းကတန်ရှင်းပြီးလေဝင်လေထွက်ကောင်းမွန်တဲ့အေးများတဲ့တီးတန့်အခန်းဖြစ်ရပါမယ်။လေဝင်လေထွက်ကောင်းတဲ့အိမ်မှာထည့်ပြီး ယောဂရနေတဲ့အာလူပုတ်ပြီးပြက်စီးနေတဲ့အာလူတွေကိုမျက်ခြေမပြတ်စောင့်ကြည့်ပြီးဖယ်ထုတ်ရပါမယ်။မျိုးအာလူအနေနဲ့တိုးလောင်မယ်ဆိုရင်စင်ပေါ်မှာအာလူသုံးလုံးစာအလွာနဲ့တိုးလောင်နိုင်ပါတယ်။အာလူအမျိုးအစားနဲ့ပြင်ပအပူချိန်ပေါ်မူတည်ပြီးငားလာကြတဲ့အချိန်တိုးလောင်နိုင်ပါတယ်။ပြင်ပအပူချိန်နည်းလေလေမျိုးကြကြတိုးလောင်နိုင်လေဖြစ်ပါရဲ့ရှင်။ အားလုံးစိုက်ပျိုးထုတ်လုပ်ခြင်းအကြောင်းကိုအဆုံးထိနားဆင်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်